ဒီပချီကားရဲ့အမည်ကတော့မြစ်တာဟူသည်လို့အမည်ပေးထားတဲ့ပလင်းပချီကားချက်ပါမြစ်တာဟူသည်လို့အမည်ပေးထားတဲ့အခုပလင်းပချီကားမှာတော့ လင်းရဲ့မျက်နှာပြင်အချိန်နှစ်ခုမှာဘလူးမကကလေးကိုနှုတ်တိုက်နေရတယ်။လူသားမိခင်ကကလေးကိုနှုတ်တိုက်နေရတဲ့နှစ်ခုကို ရှင်တွဲပြီးရေးဆွဲထားတာဖြစ်ပါတယ်။ဆာရွက်ပေါ်မှာရေးသားထားမယ်ဆိုရင်တော့မိခင်နှစ်ယောက်ရဲ့မြစ်တာကိုရှင်တွဲပြီးခံစားကြည့်လို့ရမှာပါ။အခုဘလင်းကြီးမှာတော့ဘလင်းရဲ့မျက်နှာပြင်တစ်ဖက်တစ်ချက်စီကသာ မြင်တွေ့ခံစားနေရတာမျိုးပါ။